ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် health fix ကနေကြိုးဆိုပါရစေဒီနေ့လည်းအားလုံးအတွက်ကိုကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတရေးမျှဝေသွားဖို့အချိန်လေးရှိမှဖြစ်ပါရစေ hi fix bar fix bar မင်္ဂလာပါ ဒီနေ့မာလောင်တို့ဆင်းရဲသွားမဲ့အပိုင်းကတော့တော်တော်များများလေးကြုံတွေ့ရလေးရှိတဲ့ဒူးကောင်းနာယောဂနဲ့ပတ်သက်လို့ပေါ့နော်။ဆိုတော့အရွယ်တစ်ခုရောက်လာတဲ့အခါမှာလှုပ်ရှားမှုတွေအသက်အရွယ်ကြောင့်ဒူးကောင်းတွေနာကျင်လာမှုတွေရှိတတ်တယ်။ဒါပေမဲ့ဒီလိုဒူးကောင်းနာတာကမကြာခဏမဟုတ်ဘဲနဲ့ရေရှည်ယောဂတစ်ခုအနေနဲ့ဖြစ်မယ်ဆိုလို့ရှိရင်တော့တေချာခရူးဆိုင်ပြီးကုသရမယ့်အပိုင်းတွေရှိလာနိုင်ပါတယ်။ဒီတွက်ကိုဆိုလို့ရှိရင်တော့အဟာအထူးပြုဆရာဝန်ဒေါက်တာကျေစင်ယူမုံဖိတ်ခေါ်ပြီးတော့ဒူးကောင်းနာယောဂနဲ့ပတ်သက်လို့ပို့ပြီးတော့ကောင်းမွန်အောင်ကာကွယ်လို့ရအောင်လောင်းတို့ဘာတွေလုပ်ဖို့လိုလဲဆိုတဲ့အပိုင်းတွေဆင်းရဲသွားမှာဖြစ်ပါရဲ့ရှင်။ ရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင့် Facebook လေးမင်္ဂလာပါရှင့် ိသက်တွေမိတ်ဆက်ပေးပါအောင်လို့တာဟုတ်အားလုံးပဲမင်္ဂလာပါဒေါက်တာဂျေဆင်းဦးမှာဟာရဆိုင်ရာထူးဖြူဆိုင်အောင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒေါက်တာဒီနေ့မှာလောင်တို့ကဒီဒူးကောင်းနာနဲ့ပတ်သက်လို့ပေါ့နော်အကြောင်းလေးမျိုးရှင်းတာဆိုတော့သူ့ယောဂအတိုင်းပဲသူကဒူးကောင်းနာနဲ့တော့ခံစားရတယ်ဒါပေမဲ့ဒူးကောင်းနာယောဂရေလို့ဖြစ်သွားပြီဆိုလို့ရှိရင်ဒီခံစားရတဲ့လက္ခဏာတွေတခုတည်းမကရှိလာနိုင်တယ်ဆိုတော့လေဒီအပိုင်းလေးလေးတော့ဒါဆွေးနွေးပေးပါအောင်ရှင်ဟုတ်ဒူးကောင်းနာကတော့ကျွန်တော်အသက်ကြီးတဲ့လူတွေမှာအများအပြားတွေ့ရတယ်ပေါ့နော်ဒီဒူးကောင်းတဝိုက်မှာရှိတဲ့ ဒီဟိုအယိုးအစစ်တွေကနာတာအပြင်ကိုသူကဘေးဟိုထိလိုက်လို့ရှင်လဲပို့ပြီးနာတယ်နောက်ပြီးတော့ခါကျတော့ဒီဟိုအကွေးအဆန့်ပေါ့နော်လမ်းလျှောက်တဲ့ခါတော့လှေကားတက်တဲ့ခါမျိုးမှာဆိုလို့ရှင်တင်းပြီးမှနာနေတာပို့ပြီးမှဟိုလမ်းမလျှောက်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်ဒီခါလေးဟိုပို့ဆိုးရဲဆိုလို့ရှင်ရောင်နေတာတွေလည်းတွေ့ရတတ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့ဒူးကောင်းနာရဲဆိုတာထက်ပိုတဲ့လက္ခဏာရှိလာပါပေါ့နော်ဒေါက်တာအဲ့တော့ များသောအားဖြင့်ဘလိုမျိုးသူတွေမှာဒုက္ခနာယောဂပို့ပြီးဖြစ်တာများဟာနေလဲဒေါက်တာဟုတ်အဲနံပါတ်1အချက်ကတော့ရှောင်လွင်းလို့မရဘူးပေါ့နော်အသက်ကြီးလာတာပေါ့ကျွန်တော်တို့ဒီအသက်ကြီးလာတဲ့ဒီဘိုးဘွားမိဘတွေမှာဆိုလို့ရှိရင်ဒုက္ခနာတာမျိုးတို့ခါယူနာတာဒီလိုလေးတွေဖြစ်တတ်ပါတယ်နောက်ခုကျတော့အမျိုးသားနဲ့အမျိုးသမီးဆိုလို့ရှိရင်အမျိုးသမီးတွေပို့ပြီးတော့ဒုက္ခနာတတ်တယ်ပေါ့အဲ့ဒါကြတော့ကျွန်တော်တို့ဟိုဟို အကြောင်းရင်းအချက်ခါလေးရှာလို့တော့မတွေ့ဘူးပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်အဝလွန်တာပေါ့ဝိတ်များလာတဲ့ခါမှာကျွန်တော်တို့ဒီခန္ဓာကိုယ်ကအပေါ်ပိုင်းကအလေးချိန်တွေကများလာတယ်။အဲ့အလေးချိန်တွေကဒီခါရိုးတို့ဒူးကောင်းတို့ခြေချင်းဝတ်တို့ပေါ့သွားပြီးတော့ဖိထားတယ်ပေါ့အဲ့လိုဖိထားတဲ့ခါမှာဆိုလို့ရှိရင်ဖိခံရတဲ့အစ်စ်တွေကပို့ပြီးတော့နာတတ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒေါက်တာ။အဲ့တော့ तू ကဖြစ်လာပြီဆိုလို့ရှိရင်လေနောက်တော့တွေ့ဘူးတဲ့ဟိုအတော်တွေအဖွားတွေပေါ့နော်အမီဆိုရှင်အဲ့ဒီအရွယ်တွေမှာသွားလာသူတို့တိတ်ပြီးစိတ်သွားရင်ကိုမပါတော့ဘူးပေါ့နော်ဒီဒူးက လှုပ်ရှားနိုင်နေတာဆိုတော့ဖြစ်လာပြီးဒေါက်တာပြောလို့ဒူးကောင်းနာယောဂရဲ့လက္ခဏာတွေပြနေပြီးစစ်ဆေးလိုက်တော့လေတကယ်ဖြစ်နေပြီဆိုရင်ကုသရမယ့်အပိုင်းဒီမှာဘာတွေခရီးဆိုင်ပေးရမလဲရှင်ဟုတ်ကုသနေရတော့သူကနံပါတ်1ကတော့ဒီနာနေတဲ့ဟောင်တက်တာစေးတဲ့ဆေးတွေပေါ့ paracetamol တို့ပြီး NSAID လို့အကြိုက်ခက်ပြောက်ဆေးတွေကိုဆရာဝန်တွေကညွှန်ကြားလေးရှိပါတယ်ဒီတော့ဒီထက်နည်းနည်းပိုဆိုးတယ်မတက်တာဘူးဆိုလို့ရှင်သူက ိုအနားယူခိုင်းနေပေါ့အနားယူခိုင်းနေပြီးတော့တင့်တင့်နဲ့လေ့ကျင့်ခန်းလေးလုပ်ခိုင်းတာရှိတယ်။နောက်ပြီးတော့ဒီ physical therapy ပေါ့ကျန်းမာရေးဒီလေ့ကျင့်ခန်းကုထုံးနေပေါ့ဒီဒူးတဝိုက်မှာအယောင်ကြအောင် လုပ်တဲ့လေ့ကျင့်ခန်းမျိုးတွေပြီးတော့ဒီနာနေတာကိုရှော့စီတဲ့လေ့ကျင့်ခန်းမျိုးတွေလုပ်ခိုင်းလေးရှိတယ်။ ဒါမှမရသေးဘူးနည်းနည်းပိုဆိုးလာတယ်ဆိုလို့ရှင်ဒီ joint ထဲကိုပေါ့နော်အစ်စ်ထဲကိုဒီ steroid ဆေးတွေထိုးထည့်တာမျိုးထိုးထည့်တဲ့ဟိုနီလန်းနေရဲ့နောက်ပြီးတော့ဒီချောစီပေါ့အဲ့ဒါမျိုးလေးထိုးထည့်တာရှိတယ်နောက်ဆုံးမှတကယ်လို့ဒီဒူးစစ်ကလုံးဝဟိုပျက်စီးသွားတယ်မဖြစ်မနေခွဲစိတ်ရတာမျိုးဒီဒူးစစ်ကိုလဲလဲရတာမျိုးတွေလည်းရှိနိုင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဒါသူ့ရဲ့ဖြစ်ပွားနေတဲ့ ရောက်နေအနေထားပေါ်မူတည်ဖို့တုံးနေရရှိလာနိုင်တယ်ဆိုတော့ဟုတ်ကဲ့အကောင်းဆုံးတော့မဖြစ်ချင်ဘူးပေါ့နော်ဘယ်သူမဆိုအသက်ကြီးမှဖြစ်တာဆိုတော့အသက်မကြီးခင်မှာများကိုကာကွယ်ထားလို့ရရဆိုလို့ရှိရင်အသက်ကြီးရင်ဒီလိုမဖြစ်ဘူးဆိုတာမျိုးလည်းလူတွေလိုလားကြရဆိုတော့လေဒီလိုမျိုးဒူကောင်းနာယောဂါမဖြစ်ချင်ဘူးကိုကလည်းအရွယ်တစ်ခုရှိနေသေးတယ်ဆိုရင်ဒါကိုဘယ်လိုကာကွယ်လို့ရမလဲဒီအတွက်ကိုဖြည့်ဆွတ်ပြီးတော့စားသုံးရမယ်အာဟာရတွေလိုက်နာမှရှင်ထပ်ထပ်တိုက်တွန်းပေးပါ โอเคရှင်ကျတော့ဒီအယိုးစစ်တမ်းမှာဖို့ဆိုလို့ရှင်တော့ငယ်စဉ်ကလေးကနေပြုလုပ်ခဲ့တင်ပါတယ်။နောက်ပြီးတော့ဒီအယိုးသိသိစာဆိုလို့ရှင်အသက်ဒီ18တန်း20ဝန်းကျင်မှာအကောင်းဆုံးကိုရောက်ရှိတာပေါ့။အဲ့တော့ကျွန်တော်ငယ်ကလေးကနေအာဟာရပြည့်ဝဗီတာမင် D ကယ်ဆီယမ်နောက်ပြီးတော့ဒီအယိုးနဲ့အယိုးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝခဲ့မယ်ဆိုလို့ရှင်ရင်အယိုးသိသိစာအကောင်းဆုံးရရှိပါတယ်။ဒါလို့ကျွန်တော်အသက်ကြီးလာမှဒီဟိုနာရာကျင်နာတွေကောက်ွယ်ဖို့ဆိုလို့ရှင်ရင်ဝိတ်များနေရဆိုလို့တော့ဝိတ်လျှော့စေခြင်းနဲ့ဘာလို့ဆိုတော့ ဝိတ်များလေးလေးနာတာပို့ပြီးတော့ဆိုးလေးလေးပေါ့နော်ခန္ဓာကိုယ်ကရောင်ရမ်းတဲ့ဓာတ်တွေထွက်တယ်ဒီဟိုဒီဝိတ်ရဒဏ်ကိုပို့ပြီးတော့ခံရတယ်ပေါ့အဲ့ဒါလေးဝိတ်လျှော့ပါဒါလို့လေ့ကျင့်ခန်းလုပ်တယ်ဆိုလို့ရှိရင်လေသူကဟိုလေ့ကျင့်ခန်းလုပ်လိုက်လို့ပို့ဆိုးသွားမယ်လေ့ကျင့်ခန်းမျိုးကိုတော့မလုပ်သင့်ဘူးပေါ့နော်ဖြည်းဖြည်းနဲ့မှန်မှန်ပဲနှီးမှလမ်းမှလုပ်သင့်ပါတယ်နောက်ပြီးတော့အသက်အရွယ်ကြီးရင်လာတဲ့လူကြီးမိဘတွေဆိုလို့ရှိရင်ဒီအရိုးအတွက်ပြတော့ဒီဟိုအရိုးနှုတ်တွေအတွက်ဖြည့်စွက်စာဖြစ်တယ်ဒီ contracting တို့နောက်ပြီးတော့ဒီ hyaluronic acid တွေတို့ glucosamine တို့အဲ့လိုဒီအရိုး တွေကိုဖြည့်ဆွက်အပ်ပြီးတဲ့ဖြည့်ဆွက်စာတွေကိုလည်းမှီဝဲမှီဝဲလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ကျမိုင်းနဲ့ညီမျောင်းစားမယ်ဝိတ်ကိုထိန်းထားမယ်သွေးလိုစီးချိုရှင်လည်းကျွန်တော်ဟိုအကျွတ်တင်ကာကွယ်မယ်ပေါ့ဒါလေးတွေကတော့ပို့ပြီးကျမ်းမာစေတဲ့နေပို့ပြီးမှဟိုကျမ်းမာအသက်ရှိစေမယ့်နေလည်းနေဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုရှင်းပြပေးရတဲ့ဒေါက်တာကျေးဇူးများကြီးတင်ပါရှင်အဲ့တော့အခုဆိုရင်တော့ဒေါက်တာကျေစင်ယူမွန်ကဒီဒူးကောင်းနာယောဂနဲ့အပိုင်းနဲ့ပတ်သက်တာတွေကိုဆွေးနွေးပေးသွားတာဖြစ်ပါတယ်ဂီယူဆိုင်ရမယ့်အချက်လေးတွေလည်းပြပြဆုံဆုံနဲ့သိမယ်လို့ယူကြည့်ပါရှင်အဲ့တော့လောင်းလို့ဒီနေ့တင်ဆက်မှုကိုဆိုလို့ရှိရင်တော့အခုတွေ့မြင်ရတဲ့အတိုင်းပဲအယိုးစစ်နာရလေ Afflexy ရနေပြီးအခုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်အဲ့တော့ Afflexy ရဲ့ပါဝင်တဲ့ပစ္စည်းတွေကအဆင့်မြင့်တွေကိုဖုံးအုပ်ထားတဲ့အယိုးနုတွေပျက်စီးခြင်းကိုကာကွယ်ပေးပြီးတော့ပြန်လည်ပြီးကောင်းမွန်ပြုလုပ်တဲ့အခါမှာလည်းအထောက်ပံ့ပေးပါတယ်နောက်ပြီးတော့အဆင့်မြင့်တွေရဲ့လှုပ်ရှားမှုကိုချုံးမွေ့စေပြီးတော့ရောင်ရမ်းခြင်းတွေကိုလည်းရောကြပြီးတော့ ်သားစေတာဖြစ်ပါရှင်အဲဆေးလုံးအရွယ်စားကြည့်မယ်ဆိုလို့ရှိရင်တခြားသောအရိုးစေးတွေတဲ့ဆေးလုံးအရွယ်စားသေးတဲ့အတွက်အသက်အရွယ်ကြီးသူတွေလည်းတောက်တဲ့အခါမှာလွယ်လင်းတကူနဲ့မျိုးချလို့ရတဲ့အတွက်ဆေးလုံးအရွယ်စားကလည်းအဆင်ပြေတယ်အမေရိကန်နိုင်ငံမှာထောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့တောက်သုံးနိုင်တဲ့အကြောင်းလေးလေးသတင်းကောက်ပါချင်ပါရှင်အဲလောင်းနဲ့ဒီနေ့ health fix အစီအစဉ်ကတော့ဒါပရိသတ်တွေရဲ့ကျန်းမာရေးအတွက်ကိုဒီဆိုင်ရမယ်အပိုင်းတွေပြပြသွားတာပါ အဲဒီနေ့မှာတော့လောင်းတို့ health fix အစီအစဉ်ကဒူကောင်းနာအပိုင်းနဲ့ပတ်သက်ပြီးတော့တည်တဲ့အချက်တွေဆွေးနွေးသွားတာပါ။နောက်ပိုင်းနေမှာလည်းမတူညီတဲ့ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေတင်ဆက်ပေးဦးမှာဖြစ်ပါရရှင်။အခုတော့ဒီလောင်းနဲ့ပဲနှုတ်ဆက်ပါရနော်။ Bye bye အခုပြသသွားတဲ့ Health Fix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ပြုံး Play Application မှာကြည့်ရှုလို့ရတဲ့အပြင်ပြုံး Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်